မင်္ဂလာပါထိုင်းနိုင်ငံပထမဌာနီဓမ္မကာယအကြောင်းဒါကတော့သင်ပန်းမှာရှိကြပါဘောနဓမ္မကာယအကြောင်းစတိထုံတူဘောနဖောက်ဖွာဆရာလေးဒေါ်စန္ဒာရဲ့ရွှေသားရုပ်ွားတော့ထက်သွင်းထားတဲ့ရွှေတောင်အထက်မှာဘောနအဲ့ထက်မှာစနေနေ့မနက်9:00နာရီမှ12:00နာရီထိတရားဝင်ထိုင်လို့ရတယ် လူဦးရေကတော့အယောက်300လောက်အော်ထိုင်လို့စတာပေါ်နာဒီထဲမှာကျွန်တော်တို့တရားထိုင်ပြီးတော့ထွက်ပြန်ထွက်လာတယ်အဲ့ဒါကြောင့်ဒီလန်ဂူတဲကိုဝင်ကြည့်တဲ့သူများရှိရင်တော့စနေနေ့ကျွန်တော်တို့မနက်9နာရီမှာ10နာရီခန့်ဖွင့်ပြပါတယ်ပေါ့နော်အာအေးချမ်းတဲ့ဒီထဲမှာဆိုရင်တော့ဒီရေကန်ရင်ဘေးမှာဒီ CD တစုရှိတယ်ဒီ CD ရဲ့ဒီဖက်မှာကြတော့တင်ရှိတယ်ပေါ့နော်အိုးမြင်တွေ့နေရတာဓမ္မကာယအကြောင်းရဲ့တန်ကတော့ဆောင်းပေါ့ ကြောင်းဆောင်ပေါ့နော်ဒါတော့ကျွန်တော်တို့ကရွှေတောင်အကရွေးလာမဲ့သူများရှိရင်တော့စနေနေ့လာလို့ရတယ်စနေနေ့လာမဲ့သူမနက်9:00နာရီထို့အရောက်လာပေးပေါ့နော်ဒီမှာတော့စနေနေ့အပတ်စဉ်ဖတ်သိမ်းတပတ်မှတရက်ဖွင့်ပေးပါတယ်အဲ့ဒါကြောင့်အကလုံးဖိတ်ခေါ်တယ်နော်တကယ်ကြီးလို့လာမဲ့သူများရှိလာလို့ရတယ်တနေ့ကနေ့တကြတော့ဒီနေ့မှဖွင့်ဖို့ခင်ဗျာစနေနေ့တရက်တည်းဖွင့်ပေးတယ်ကျေးဇူးတင်ပါတယ်နေဝင်ရှက်ပေးပါပေါ့နော်ကျေးဇူးတင်ပါတယ်